ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်ဟုတ်လားပုံမြင်ဆိုဦးစင်းကအလွန်ကြိုက်တယ်ဟုတ်လားတခါကြီးဒီမိုင်းမှာလည်းကြိုက်မယ်ထင်ပါတယ်ပုံမြင်မကြိုက်တဲ့လူကိုတော့တခါမှမတွေ့ဘူးသေးဘူးနော်တခါတုန်းကမြင်းမြန်စားတော့ဆိုင်ဆိုပြီးတော့စားတော့ဆိုင်တစ်ဆိုင်လမ်းဘေးမှာဖွင့်ထားတာရှိတယ်တဲ့အဲ့ဒါလမ်းဘေးမှာလမ်းဘက်ထွက်ပြီးတော့မြင်းမြန်ရုပ်ကလေးတရုပ်လည်းထုထားတယ်လို့ဆိုတယ်အဲ့ဒါဒီနေ့တော့မြင်းမြန်ရုပ်လေးရဲ့ညာဘက်ကခရီးသည်တယောက်စားတော့ဆိုင်ထဲဝင်လာတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲ နင်းမြန်ရုပ်လေးရဲ့ဘယ်ဘက်ကခီးတဲ့တယောက်ကလည်းဝင်းလာတယ်။တစပွဲတည်းအတူတူထိုင်ပြီးတော့စားကြ။စားရင်းနဲ့စမိဆက်ရညာဘက်ကဝင်းလာတဲ့လူကကို့လူရမင်းမြန်ရုပ်ကလေးကလှလိုက်တာရွှေရောင်းကိုတောင့်နေတာပဲလို့ပြောနေတဲ့။အဲ့တော့ဘယ်ဘက်ကဝင်းလူကဝင်းလာတဲ့လူကဟာကို့လူတော့မျက်စိမှားခဲ့ပြီနဲ့တူလေ။မင်းမြန်ရုပ်ကလေးကရွှေရောင်းတောက်တာမဟုတ်ဘူးငွေရောင်းတောင့်နေတာ။အမဟုတ်ပါဘူးတဲ့ငါမျက်စိနဲ့မြင်ခဲ့တာတဲ့ရွှေရောင်းတောင့်နေတာ။ငါလည်းမျက်စိနဲ့မြင်တာပါပဲတဲ့။ ညညရောရွှေရောင်ငွေရောင်ချိုးပြီးတော့အဲ့တော့ငင်းကုံမှုကစားရဲတောက်ရဲနဲ့သပွဲတွေပါတွေထုတယ်အရှင်ရောက်လာဟုတ်လားအဲ့ဒီတော့မှစားတောက်ဆိုင်ပိုင်ရှင်ကမနေတာတော့ဘူးထွက်လာပြီးတော့ကုလူတို့တဲ့တိတ်လေညင်းမနေကြနဲ့တဲ့ကျုပ်ကမြင်းမြန်ရုပ်ကိုတစ်ဖက်ကရွှေရောင်တုတ်ပြီးတော့တစ်ဖက်ကငွေရောင်တုတ်ထားတာတဲ့ဖြစ်ရတယ်နော်တကယ်ကြီးမိုင်းပြလောကကြီးမှာဒါမျိုးရှိတတ်တယ်နော်သူ့ဘက်ကကြည့်ရင်သူမှန်တယ်ကိုယ့်ဘက်ကကြည့်ရင် ကိုယ်မှန်တယ်လောကကြီးမှာတစ်ခါတလေဘာကမှန်တယ်လို့ပြောဖို့ရအလွန်ခက်တဲ့ကိစ္စတွေလည်းရှိတယ် နော်တင်ချပု္ပ္ပာတပုတ်ကိုတွက်လိုက်တယ်လို့ပုံသေးနီးနဲ့ဒါအဖြစ်မှန်ထွက်ရစေမယ်လို့တွက်ဖို့မလွယ်တဲ့ကိစ္စတွေလောကကြီးမှာအများကြီးရှိတယ်။စာလေးတစ်ကျောင်းဖတ်ဖို့တယ်။ဘူလာတန်းကျောင်းဆရာတယောက်ကအကျောင်းသူအကျောင်းသားပေါ့စာလေးတွေကိုတင်ချတပုတ်သင်တယ်တဲ့။သင်ရင်းနဲ့မေးတာပေါ့လေ။အဲ့ဒီအကျောင်းသူလေးတွေထဲမှာမိခက်ဆိုတဲ့ကောင်မလေးတယောက်ပါတယ်လို့ဆိုတယ်။အဲ့ဒါအဲ့ဒီမိခက်ကိုမေးတယ်တဲ့ဆရာကဆေးလိပ်တပြားဘိုးဝယ်လို့ရှိရင်ဆေးလိပ်နှစ်လိပ်ရပဲ။ နှစ်ပြားဘိုးဝယ်လို့ရှိရင်ဘယ်နဲ့လိုက်ရမလဲ။ကင်မိခက်ဖြေစမ်းလို့ပြောတယ်တဲ့။ပြောတော့မိခက်ကထပြီးတော့လက်ကလေးပိုက်ပြီးတော့ဖြေတယ်တဲ့။တပြားဘိုးနှစ်လေးနှစ်ပြားဘိုးဆိုရင်ငားလိတ်လို့ဖြေတယ်တဲ့။ဟုတ်လား။အဲ့တော့ကလေးတွေကရေးကြတာပေါ့ဆရာကလည်းမင်းစဉ်းစားအောင်တပြားဘိုးနှစ်လိပ်ဆိုရင်နှစ်ပြားဘိုးဆိုလေးလိပ်ဖြစ်မှာပေါ့အဲ့လိုပြောတော့မဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာကတဲ့ကျမတို့အိမ်ကရေးရောင်းနေတဲ့ ဟုတ်လားဈေးရောက်တော့ဈေးလေးတပြားဘိုးဝယ်ရင်2လိပ်ပေးတယ်2ပြားဘိုးဝယ်ရင်တော့5လိပ်ပေးတယ်တဲ့ဟုတ်လားပေးတဲ့တို့ဒီအကြောင်းအရာလေးကတာမန်ကြည့်ရင်တော့ဘာမှလေးနဲ့တဲ့အကြောင်းအရာလို့ထင်စရာမရှိပါဘူးဟုတ်လားသို့တော်လည်းပဲ तू ပြောချင်တဲ့အကြောင်းအရာလေးရဲ့နောက်ွယ်မှာနဲ့ဆိုင်တဲ့အသေးပေတွေရှိမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒီအကြောင်းအရာလေးကိုပြောပြတဲ့လူရဲ့နောက်ွယ်မှာရှင်းနေမှာရှိနိုင်မလားရှိနိုင်တယ်အဲ့ဒါပါလဲ လောကကြီးမှာတချို့သောအရာတွေဟာဘာအမှန်လို့ပြောဖို့အလွန်ခက်တယ်ဆိုတာကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တို့အဓိကပြောလို့ရင်းကတော့ဘာလဲသိပြီတော့မငင်းညာနဲ့ကိုမှန်တယ်ထင်ပေမဲ့လို့ကိုမှားတာတောင်ဖြစ်ချင်းဖြစ်သွားနိုင်တယ်နော်ဒီချာကြည့်လိုက်လို့ရှိရင်ဟုတ်ရဲ့လားဒါကြောင့်မှန်မှန်သိရတဲ့ဇွညင်းတဲ့အဆင့်ကတော့လုံးဝကိုမဖြစ်သင့်ဘူးပေါ့ဟုတ်လားမှန်တယ်ထင်လို့လည်းပဲဖြစ်ပြီးတော့မငင်းသင့်ဘူးစဉ်းစားပါဦးဟုတ်လားသူကလည်းမှန်နေတာဖြစ်နိုင်မလား ဟုတ်လားဓမ္မမဟုတ်လို့ရှိရင်လည်းပဲလုံးဝသူ့ဘက်ကမှားတာတေးကြတယ်ကိုယ့်ဘက်ကလုံးဝမှန်တာတေးကြတယ်ဆိုအောင်တော်မှာကိုယ့်စကားကိုလက်မခံဘူးဆိုရင်တော့မငင်းသင်ပါဘူးငင်းမိဆိုရင်တော့ဘာဖြစ်မှာတော့ဘေးသင်ပါပဲဟုတ်လားတရားဥပမာများအေးဦးဇင်ကဒီတရားစကားလေးကိုသဘောကျလို့ဟောနေတာကြာပြီအဲ့ဒါပြီးခဲ့တဲ့နှစ်ကရန်ကုန်မှာဒီတရားလေးဟောပြီးတော့နောက်ရက်ကျတော့တခါကြီးတယောက်နဲ့တွေ့တယ်ပြီးတော့တခါကြီးကဦးဇင်တရားကိုသူကနားထားတာဆိုတော့ရှင်ဖျားတဲ့ ယေရှုဘုရားဟောတဲ့ညင်းခုံညင်းသည်ဘေးဆိုတာအလွန်မှန်တယ်ဘုရားတဲ့ဘာပြုလို့တော့တခါကြီးရဲ့တခါကြီးမှာအတွေ့အကြုံခံစားချက်များရှိလို့လားလို့ဥစဉ်ကမေးကြည့်တော့ရှိတယ်တဲ့ပြောသမှာအောင်ဆိုတော့တပည့်တော်ကလှိုင်မြို့နယ်တွေကဘုရားတဲ့အဲ့ဒါဟိုတနေ့ကလှိုင်မြို့နယ်တွေကရက်ွက်တစ်ခုမှရက်ွက်အုပ်ချုပ်ရေးမှုရွေးကြတာတဲ့အဲ့ဒီရက်ွက်အုပ်ချုပ်ရေးမှုအစ်စ်ကိုထောက်ခံတဲ့လူနဲ့မထောက်ခံတဲ့လူအဖက်ရည်ဆိုင်မှာနှစ်ယောက်သားတွေ့ပြီးတော့တစပွဲတည်းထိုင်ပြီးတော့ညင်းညတာ ဒီအုပ်ချုပ်ရင်မှုအတေကောင်းတယ်ပေါ့တယောက်ကမကောင်းဘူးပေါ့ညင်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 နဲ့တယောက်ကစိတ်မရှိတော့အနာနာရှိတဲ့ပန်းအိုးနဲ့ကောက်ပြီးတော့ခေါင်းကိုထုလိုက်တယ်တဲ့အဲ့ဒါဆေးရုံကိုတန်းရောက်သွားတယ်နှစ်နာရီလောက်နေရောအဲ့ဒီလူသေးတယ်ဗျာတဲ့နော်ဒီတရစင်းသားနော်မမဟုတ်တဲ့အကြောင်းအရာကိုအခြေခံပြီးတော့ကို့အတွက်ဘာမှအရေးမပါဘဲနဲ့နော်ညင်ညင်ခုန်ရင်းနဲ့ကိုပြောလို့တဲ့အချက်ကိုအမှန်ဆိုတာကိုသိလို့စိတ်တည်ပြင်းထန်ပြီးတော့ เนาะပြောရရင်တော့အတ္တမာနတွေပေါ့လေဟုတ်လားငါဟုတ်တယ်မင်းမဟုတ်ဘူးဆိုတာကိုသိသိချင်းလုံးတော့အဲ့ဒီတိုင်းလည်းဖြစ်မလာတော့ဒေါသတွေထွက်ပြီးတော့မဖြစ်တော့ထပ်ပြီးတော့လုံလိုက်တယ်အဲ့ဒီတော့ဘာမဟုတ်တာကိုအကြောင်းပြုပြီးတော့ညင်းခုံရင်နဲ့တယောက်ကတင်ញိုင်ကုန်းကိုရောက်သွားတယ်တယောက်ကထောင်ထဲရောက်သွားတယ်ဒါကြောင့်ပေးတဲ့ဘတော်တို့ဘယ်လိုအကြောင်းကိုပဲအခြေခံလို့ညင်းညင်းညင်းပြီဆိုရင်တော့ဘာဖြစ်မလဲတော့ဘေးတင်လိုက်မယ်ဟုတ်ရဲ့လား ဒါကြောင့်ငင်းခုံငင်းသည်ဘေးလို့အမှန်တိုင်းသိရမယ်။မငင်းခုံငင်းသည်ဘေးကင်းရလို့နားလည်ရမယ်။အဲ့ဒါလို့နားလည်ပြီးတော့သမက်ကတခိလာဟောထကိုရောစီရောညီညွတ်ပြီးတော့နေရမယ်တဲ့။နုံညံတိမ်မွေသောစကားကိုပြောဆိုတတ်ရမယ်တဲ့။တိုက်တွန်းချက်ကလေးကနော်။အေး။အဲ့ဒါဦးဇင်းတို့ဒီနေရာမှာကိုရောစီရောညီညွတ်ရမယ်ဆိုတဲ့နေရာမှာအလွန်ဒါလေးကစဉ်းစားရရရှိတယ်ပေါ့။ စကားကိုပြည့်စုံတော့ပြောထားတယ်လို့ဆိုဆိုလို့ကျင်တာဦးစင်းကဟုတ်လားကိုရောစိတ်ရောညင်ညွတ်ရပဲဟုတ်တယ်တချို့ကကိုတွေသာညင်ညွတ်နေတာစိတ်တွေကညင်ညွတ်တာမဟုတ်ကိုချင်းကပူးပြီးတော့ထိုင်းနေပြီမလို့စိတ်ချင်းကအဝေးကြီးဆိုတာမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်တချို့တအိမ်နဲ့အတူတူနေနေတိုင်းချစ်လာကြည့်ခင်လာကြည့်ညင်ညွတ်လှကြည့်လို့မဆိုနိုင်ဘူးနော်ဟုတ်လားအေးဒါကြောင့်ပိတ်သက်ပေါင်းတော်ကောင်းတို့ကိုယ်ဒီညင်ညွတ်တယ်လို့စိတ်တွေလည်းညင်ညွတ်ဖို့လိုတယ် ညီညွတ်မှုရဲ့အကြောင်းကိုပြောရင်တော့တရားကအလွန်ကြီးရှည်လျားသွားလိမ့်မယ်နောက်ထပ်တကားထားကဟောရအောင်ပါဟုတ်ရလားအေးအဲ့တော့ညီညွတ်တဲ့စိတ်ထားနဲ့နေရမယ်ပြီးတော့ဗါတဲ့တော့နူးညံ့သိမ်မွေသောစကားကိုပြောဆိုပြီးတော့နေရမယ်ဒီစကားပြောတတ်ဖို့ကလည်းအလွန်အရေးပါတဲ့လို့ထင်တယ်ဒီညင်းခုမှုပါဟုတ်လားတချို့မပြောတတ်တော့နော်ကိုကဆိုလိုတာကတစ်မျိုးတစ်ဖက်ကနားလည်သွားတာကတစ်မျိုး ကိုပြောကျင်တာကအတိပ္ပယ်တစ်မျိုးတစ်ဖက်ကသဘောပေါက်သွားတာကအတိပ္ပယ်တစ်မျိုးဒါမျိုးတွေဖြစ်ပြီးတော့ဟာငါကဒီလိုစိတ်ထားနဲ့ပြောတာမဟုတ်ပါဘူးဟိုမင်းဘလို့ပြောပြောမင်းအကြောင်းငါသိတယ်ဟိုဘက်ကလည်းရှင်းလို့မရတော့ဘူးလေဟောရှုပ်ကုန်တာတွေမရှိဘူးလားလောကကြီးမှာရှိတယ်ဒါကြောင့်ပိဋကပေါင်းတရဟောင်းတို့စကားပြောတဲ့အခါမှာစေတနာမေတ္တာကောင်းစီခြင်းနဲ့စေတနာနုညံ့တဲ့မေတ္တာဒါမျိုးတွေပိဋကပေါင်းတရဟောင်းတို့ဟိုလက်ကင်ထပ်ပြီးတော့နုနုညံ့ညံ့တိမ်တိမ်မို့မေပြောတတ်ဖို့မလိုဘူးလားလိုတယ် ဧတံဗုဒ္ဓံုသာတိအဲ့ဒါဒီပင်လည်းဘုရားအဆူကျတို့ရဲ့အဆုံးအမပါတဲ့နောက်ဒုတိယဂါထာဟုတ်ရလားအဲ့တော့ဂါထာနှစ်ပုဒ်ဖြင့်ဘေးဘယ်နှမျိုးကိုတိလိုက်ရလဲနှစ်မျိုးနော်ပြင်းရင်တိဘေး